ပြီးခဲ့တဲ့ပိုင်းမှာတော့ဘန်ကမယ်လီယိုဒက်စ်တို့နဲ့တွေ့ခဲ့ပြီးဖြစ်ပါတယ်ဒီပိုင်းမှာတော့ဘန်ရဲ့တိတ်ပွားမှန်ညာတချို့နဲ့စတင်ထားပါတယ်ဘန်ကသူ့တော်စင်ဆောက်ရောက်တဲ့ငယ်ရွယ်ချင်းရေကန်စီကိုတွားခဲ့ပါတယ်အဲ့ဒီကန်တဲ့ကကြီးကိုတောက်လိုက်ရင်ထာဝရနုပြိုပြီး immortality ကိုပေးပါတယ်သူအဲ့ဒီသစ်ပင်စီကိုရောက်သွားတော့ရေခွက်ကိုတွေ့ရပြီးမဲ့ဆောက်ရောက်တဲ့နတ်သက်ငယ်ကိုမတွေ့တာကြောင့်အလင်းညာပုံမြင်များလာလို့တွေ့နေမိပါတယ်သူစကားမဆုံးတဲ့ခင်နတ်သက်ငယ်မှာတေးတေးလေးကဒီရေကန်ကိုဆောက်ရောက်နေတာကငါပဲလေလို့ဆိုကာလီမွန်နဲ့တွန်ထုတ်ပြလိုက်ပါတယ်အဲ့ဒီနောက်တော့ဘန်လဲနိုးလာခဲ့က မယ်လီယိုဒက်စ်ကတော့အဲလိဇဘက်နာမအိနေခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုမယုံတာမူဟော့ကကြိုးထုတ်ထားခဲ့ပုံရပါတယ်။အဲဒီလိုတုတ်ထားတော့မယ်လီယိုဒက်စ်ကောင်းကောင်းအိမရဘူးလို့အဲလိဇဘက်ကစိတ်ပူနေခဲ့တာကြောင့်အဲဒီလိုဆိုဒူလက်တွေကအားနေတော့စိတ်မချရဘူးလေလို့ဝတ်ဆရာကြီးဟော့ကပြောလိုက်ပါတယ်။အဲဒီနောက်တော့ကင်းကိုရှာဖို့အတွက်တည်ချင်းမျိုးတော်ကိုဆက်သွားလိုက်ကြတယ်။တည်ချင်းမျိုးတော်ဆိုတော့နေရာတိုင်းမှာအုပ်ကူတွေနဲ့ကြောက်ဆရာကြီးလို့ပြောနေခဲ့ပါတယ်။ဟော့ရဲ့စကားကြောင့်ဒီယာနယ်နဲ့အဲလိဇဘက်တို့လည်းကြောက်နေကြတဲ့အချိန်မှာဘန်ကတော့ရက်တော်ဝီပြန်ရင်ပြောသွားခဲ့ပါပြီ။ရေကန်ဆောင်နဲ့သမီးတွန်းထုတ်လိုက်တာ ကြောင့်ဘန်တယောက်ဟာလွင်ထွက်သွားပြီးတော့တစ်ပင်မှာသွားချိန်နေခဲ့ပါရယ်နတ်တငယ်မာလီကရေကန်ကိုဓမြတွေလက်ကနေကဝယ်နေခဲ့ကဘန်ကတော့နောက်ထပ်တစ်ချိန်တက်လာခဲ့ပါရယ်ထပ်တက်လာလိုက်လွတ်ပြစ်ခံလာရနဲ့နတ်တငယ်မာလီတောင်မှမောလာပါရယ်နောက်ဆုံးမှာတော့ရေခွက်ကိုဘန်ကယူနိုင်ခဲ့ပြီးတောက်ဖို့လုံနေတာကြောင့်နတ်တငယ်မာလီကတကိုင်းတွေနဲ့ဖမ်းချုပ်ထားခဲ့တယ်ဒီရေကန်တာမရှိတော့ရင်တောဟုတ်ကပင်တွေကုန်တေကုန်လိမ့်မယ်လို့ပြောလိုက်ကလက်လျှော့ပြီးဒီနေရာကနေအမြန်ဆုံးထွက်သွားဖို့ပြောလိုက်ပါရယ်ဘန်ကချက်ချင်းပဲသဘောပေါက်ပါပြီလို့ပြောလိုက်တော့နတ်တငယ်မာလီကလည်းအံ့ဩသွားပါရ တယ်။နတ်တငယ်မာလီကလူတွေရဲ့စိတ်ကိုဖန်နိုင်ပါတယ်။ဘန်ကအဲ့ဒါကိုမတီးပင်မဲ့ဘန်ရဲ့စိတ်ထဲမှာတော့အဲ့ဒီရေခွက်ကိုလက်လျှော့ပြီးဒီတော့ဟုတ်တယ်ကဘယ်ရီဒီနဲ့လှုပ်ထားတဲ့ရဲ့အကြောင်းကိုတွေးနေတာပါ။လူသားတွေကလိန်ညာတက်ကောက်ကျက်တက်ကြပြီမဲ့ဘန်ကတော့အဲ့ဒီလိုမဟုတ်ပါဘူး။ဘန်ကလိန်နေတာမဟုတ်ပဲနဲ့အမှန်ကိုပြောနေတာကိုတီးထားတဲ့နောက်မှာတော့နွယ်ကြိုးတွေကိုပြေးပေးလိုက်ပြီးနင်ကဘာတူလဲလို့မေးလိုက်ပါတယ်။သူ့နာမည်ကဘန်လို့ခေါ်ကြောင်းပြောလိုက်ပြီးတော့ဘန်ကကလေးမလီလို့ခေါ်နေတာကြောင့်သူမရဲ့နာမည်ကအဲလင်းလို့ပြန်ပြေးခဲ့ပါတယ်။ ဘန်ပြန်နိုးလာတဲ့အချိန်မှာတော့တေချင်းမျိုးတော်ကိုတောင်ရောက်နေခဲ့ကြပါပြီ။၆တွေးနေတဲ့ရွာပြက်ကြီးတစ်ခုကိုတွေးနေရတာကြောင့်ဘာလို့တေချင်းမျိုးတော်လို့ခေါ်ရတာလဲလို့ဟောကမေးနေခဲ့တယ်။သူကြားဘူးတလောက်တော့ဒီရွာကတေချင်းမျိုးတော်နဲ့နှီးဆုံးဖြစ်ကြောင်းအဲ့ဒါကြောင့်ကင်းတဲ့တေချင်းမျိုးတော်အကြောင်းတရင်ချက်လက်တွေရှာရအောင်လို့မယ်လီယိုဒက်စ်ကပြန်ပြောခဲ့ပါတယ်။အရင်ဆုံးစားတောက်ဆိုင်ဖွင့်ပြီးကတ်စတမာရီစီကနေတရင်နိုင်ဖို့လှုပ်လိုက်ကြတယ်။ဟင်းချက်ကောင်းတဲ့ဘန်းကိုတော့စပုံမှုရတူပေးလိုက်ပါတယ်။ ဒါပေမဲ့ဒီလိုနေရာမှာလူတောင်ရှိရလားဆိုတာမသိကြတာကြောင့်ဘန်ကတော့ရွာလေးကိုသွားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ခလေးမလေးတယောက်ကိုတွေ့တော့အဲလိမ့်များလားလို့သူ့စိတ်ထဲမှာဒီနေပေမဲ့အဲ့ဒါကတာမန်ရတားလေးတယောက်ဖြစ်နေပါတယ်။ အဲလစ်ဘက်ကတော့ခင်းကဘလို့လူမျိုးလဲဟင်လို့မယ်လီယိုဒက်စ်ကိုမေးနေပါတယ်လူရင်းတို့ရှင်ပြောရရင်တော့တူကဒူစီယိုက်ခုနှစ်ပါးရဲ့ကံကောင်းခြင်းတစ်ယောက်ပဲတခါကဘန်ကားရုပ်တွေကိုလာတော့ခင်းကညလုံးမငူခဲ့တယ်အဲ့ဒါပြီးတော့ခင်းကအကုန်လုံးကိုရုပ်တွေပြန်ပေးခဲ့တယ်လေလို့ပြောပြခဲ့ပါတယ်စိတ်ကူးတဲ့ကနေတော့မတူပေမဲ့ခင်းကတော်တော်လေးကျင်နာတတ်မှာပဲနော်လို့အဲလစ်ဘက်ကပြောလိုက်ပါတယ်ဟော့ကတော့ခင်းနဲ့ဘန်ကတော်တော်စင်မပြေကြမှာလောင်ရဲတယ်လို့ပြောပါတယ် င်းကဘန်ရဲရှုပ်တွေကိုလိုက်ရင်ပေးဖို့လာပါလားတော့မသိပေမဲ့အမြဲတမ်းသူ့နောက်ကိုလိုက်နေတဲ့ကြောင်းမယ်လီယိုရက်စ်ကလည်းပြန်ပြောခဲ့တယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကအမြဲတမ်းရံပစ်နေတာတော့မဟုတ်ဘူးလေလို့ပြောလိုက်ပါရယ်။ရွာထဲမှာတော့မေးလဲသွားတဲ့ကလေးမလေးကိုဘန်ကနှိုးနေခဲ့ပါရယ်။ကလေးမလေးရဲ့အကိုပြတူကသူ့ညမလေးအဲလန်ကိုလွတ်လိုက်လို့ပြောကခရင်ကွားနဲ့ထိုးခဲ့ပါတယ်နောက်တော့မှနားလဲမှုလွဲသွားတော့ သူအပြစ်အတွက်ဘယ်လိုပြန်ပြင်ရမလဲဆိုပြီးတော့ကလေးမလေးကမေးနေခဲ့ပါတယ်။ဘန်ကတော့တကယ်အပြစ်ဆိုတာကဘယ်တော့မှပြန်ပြင်လို့မရတဲ့ရပဲလို့ပြောပါတယ်။အဲ့ဒီအချိန်ကင်းကပေါ်လာခဲ့ကလှန်နဲ့ထိုးလိုက်ပြီးရို့ပန်ငါတို့တွေမတွေ့ရတော့တော်တော်ကြာနေပြီနော်။မင်းကဘာမှပြောစရာမရှိဘူးလားလို့ပြောလိုက်ပါတယ်။မင်းကဘာတူလဲကွာလို့ဘန်ကပြန်ပြီးတော့မင်းအဲ့ဒီလောက်တောင်မေးတတ်တာလားလို့ကင်းကပြောလိုက်ကအဲ့ဒါတွေကရေးမကြည့်ချောင်းမင်းကမြေခွေးတူးစီရိုက်ဘန်ပဲလို့ပြောလိုက်တယ်။လှန်ကိုမှုေ့ပြီးအပေါပေါလိုက်ပေမဲ့ဘန်ရဲ့အနာတွေကကြင်းပြန်ကြသွားတာကိုလည်းမြင်ရမှဖြစ်ပါတယ်။ တယ်အဲ့ဒီအတွက်ကြောင့်မြေခွေးပန်ဒါမှမဟုတ်မတင်မျိုးလို့ခေါ်တင်တာလားလို့ကင်းကမေးလိုက်တယ်မင်းကတော်တော်အာရုံနောက်ဖို့ကောင်းတာပဲမင်းကငါ့အကြောင်းပါတီးလို့လဲလို့ပြောတော့မင်းရဲ့ပြစ်တွေကိုတီးတယ်လေလို့ကင်းကပြောပါတယ်မင်းငါ့ကိုမမတ်မိဘူးဆိုရင်တောင်မင်းပြစ်တော့မမတ်မိမှာပေါ့လို့ပြောလိုက်ပါတယ်မင်းလောက်ခဲ့တဲ့အုပ်ကူကပြစ်မင်းလောဘပြစ်ဖို့အတွက်မတင်မျိုးပြစ်အောင်လုပ်ဖို့အတွက်ငယ်ရွယ်ချင်းရေကန်ကမင်းတက်ခဲ့တဲ့ဆောက်ရှောက်တူတော်စင်လေအဲ့ဒါကိုမမတ်မိတယ်မလားလို့ပြောလိုက်ပါတယ်ဘန်ကလည်းအဲ့ဒီကြောင်းရတွေကိုပြန်တွေးနေခဲ့မိပြီးတော့ကလေးတွေကိုဒီ ေရာကနေဖယ်ဖို့အတွက်ပြောလိုက်တယ်။အဲဒီနောက်မှာတော့မင်းမတူလဲလို့မေးကဘန်ကတိုက်ခိုက်လိုက်ပါတယ်။ဘာပဲဖြစ်ဖြစ်မင်းရောက်လာတာဝမ်းတာပါတယ်လို့ကောင်လီကပြောကသူ့ရဲ့လံပြန်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ဘန်ကတော့သူပြောနေတာတွေကိုဘာတခုမှနားမလည်ဘူးဖြစ်နေပါတယ်။မယ်လီယိုဒက်စ်ကရောက်လာခဲ့ပြီးတော့အလုံးမလုံးပဲမင်းပါလုံးနေတာလေလို့မေးလိုက်ပါတယ်။ငါအင်ကြီးတွေတောင်ဆုပ်ပြတ်သွားပြီလေ။ဘယ်ကလူပူလေးကငါ့ကိုလာတိုက်ခိုက်နေမှမတည်ဘူးကွာလို့ပြန်ပြေးလိုက်ပါတယ်။ဘာရီယန်ဖြစ်နေကြတာလေလို့ဒီယာနယ်ကမေးရင်ကောင်လီရဲ့နားကိုရောက်လာတော့ဒါကကင်မဲလို့ပြောလိုက်တယ်။ဘန်ကတော့ ့အဲ့ဒါကြီးကဘလို့လောကင်ဖြစ်နိုင်မှာလဲလို့မေးနေတော့အေးသူတော်တော်ဝေးကြသွားတာပဲလို့မယ်လီယိုရက်စ်ကပြောလိုက်ပါတယ်ဒီယာနယ်ကငါတို့မင်းကိုလိုက်ချနေတာကင်းလို့ပြောပေမဲ့အဲ့ဒီနာကနေတော့သွားခဲ့ပါတယ်ခလေးလေးနှစ်ယောက်ကိုဆိုင်ကိုခေါ်သွားလိုက်ပြီးတော့ဘန်ကစားတော့တွေချက်ကျွေးခဲ့တယ်ဘန်စားတော့ချက်တာကောင်းလို့လာတော့မတည်ဘူးအစုပ်ပြတ်တွေပဲမြဲစားနေခဲ့ရတယ်ဟောချန်လေးတောင်မှတရေတွေကြနေခဲ့ပါတယ်ဘန်ကမင်းတို့ကငါစားတော့တွေကျွေးမယ်အပြန်အလှန်အနေနဲ့တင်မင်းမျိုးတော့ကိုဘလို့သွားရမလဲဆိုတာကို ပြောပြပေးဖို့ခလေးတွေကိုမေးလိုက်ပါတယ်မယ်လီယိုရက်စ်ကတော့ကင်းကိုရှာရွေးပြီးဖြစ်တာကြောင့် ောင့်ငါတို့တင်ပြမျိုးတော်ကိုတော်ဖို့မလိုတော်ဘူးမဟုတ်လားလို့ပြောလိုက်ပါတယ်ဘန်ကတော့အဲ့ဒါကကင်းအစင်မဖြစ်နိုင်ဘူးလို့ပြောနေပါတယ်ခလေးလေးတွေကမင်းတို့လည်းတင်ပြမျိုးတော်ကိုတော်ချင်နေကြတာလားသူလည်းဘလို့ပဲဖြစ်ဖြစ်တင်ပြမျိုးတော်ကိုတော်မှဖြစ်မယ်လို့ပြောတယ်လို့ပြောပြလိုက်တယ်ကြည်ရတာတော့ကင်းကလည်းတင်ပြမျိုးတော်ကိုရှာနေတာတော်တော်ကြနေပြီထင်ပါတယ်တင်ပြမျိုးတော်ရဲ့ဒီကဝင်ပေါက်ကဒီရွာထဲမှာပဲရှိရဲဆိုပေမဲ့အဲ့ဒီကိုတော်ချင်နိုင်တော်လို့မရဘူးလို့ဆိုပါတယ်အဲ့ဒီနေရာကိုတေပီသားလူတွေပဲသွားလို့ရတာဖြစ်တာကြောင့်အဲ့ဒီကိုသွားဖို့ဆိုရင်တေပီသားလူမှဖြစ်ပါလိမ့်မယ်တံပိုး ရှိတဲ့ကိုရဲမတ်တရကိုတေပီသားလူတွေစီကိုငွေငားရင်တော့တေမင်းမျိုးတော်ကိုသွားမဲ့လမ်းကြောင်းပွင့်တယ်လို့ဘေးငါဘူကြီးကမြဲပြောလေးရှိတယ်လို့ကလေးမလီကပြောပြခဲ့ပါတယ်။ဘန်ကပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်။ကင်းကရောဘာလို့တေမင်းမျိုးတော်ကိုသွားချင်နေရတာလဲမသိဘူးနော်လို့အဲလစ်ဘတ်ကလည်းတီးချင်နေခဲ့တယ်။ငါတို့ဟိုကိုရောက်ရင်ဒီမှာပေါ်လို့မယ်လီယိုရက်စ်ကပြောလိုက်ကကင်းကဘာလို့တွေ့ပြသွားတာလဲမသိဘူးနော်လို့ဒီယာနယ်ကလည်းတွေးနေခဲ့ပါတယ်။တစ်ဖက်မှာကင်းကတော့ဒီယာနယ်လေးစီကနေတွေ့ပြသလို့ပြသွားလို့စိတ်ညစ်နေကဒီယာနယ်ကရင်လို့ချစ်ဖို့ကောင်းနေတော့မယ်ဆိုပြီး ီးတော့ပြောင်းနေပြန်ပါတယ်။ဒီဟာနဲ့ကိုသူကြိုက်နေတာကိုဒီတော်မှကိုလဲဆိုရင်နေပြန်ပြီးခေါင်းဆောင်ကရင်လိုပဲမပြောင်းလဲသွားတာကဖြစ်နိုင်ပါမလားလို့တွေးနေပါတယ်။ ဖန်ကိုလည်းသူဘတော်မှခွင့်မလွတ်ဘူးလို့ပြောနေတယ်။မယ်လီယိုဒက်စ်တို့ကတော့တေမင်းမျိုးတော်ကိုတွားဖို့အတွက်လမ်းကိုရှာဖွေနေခဲ့ကြပါရယ်။ငငယ်လေးကတည်းကတေသွားတဲ့သူ့အမေကိုပြန်တွေ့ကျင်လိုက်တာလို့အဲလစ်ဘက်ကလည်းပြောနေပြီးတူနဲ့ဆိုင်တဲ့မတရားတစ်ခုမှမရှိဘူးလို့ပြောလိုက်ပါရယ်။ဖန်ကတော့ကွင်းမြင့်ကြီးတစ်ခုစီမှာအဲလင်းပြောခဲ့တာတွေကိုပြန်တွေ့နေမိခဲ့တယ်။ဖန်ဒီရေကန်းကနေပြီးနင်းဘဲကိုတွားမှလဲလို့မိတော့ငါဘွားကြီးကလည်းမကောင်းပါဘူးအကြကြီးတက်ရှင်ရရင်ကောင်းတဲ့ကိစ္စတခုခုတော့ပြစ်မှာပဲလို့ထင်တာကြောင့်ဒီရေကန်ကိုရောက်လာတာလေလို့ပြောလိုက်ပါ ပါတယ်တကယ်လို့သာဝရသက်ရှင်ခြင်းကိုရပြီးကောင်းနာဘာမှပြမလာခဲ့ရင်ရောလို့အယ်လင်ကမိခဲ့ပါတယ်ဒီယာနယ်ကရောက်လာခဲ့ပြီးတော့ဘန်အဲ့ဒါကနေနဲ့မလိုက်ဘူးတော့လို့ပြောခဲ့ပါတယ်တကယ်တော့ဘန်ရနေခဲ့တဲ့နေရာမှာပန်းကင်းကြီးဖြစ်ပေါ်နေခဲ့ပြီးတော့ ဟောကားလီနဲ့တချမ်းမိုးလိုက်မှာတော့ပင်ဖက်တွေကနေရာတိုင်းကိုပြန်ကျဲသွားခဲ့ပါတယ်ပန်းမွင့်တွေနဲ့အတူမြူတွေပုံလန်းသွားခဲ့ပြီးတော့အဲ့ဒီတဲကိုကင်းရလဲဝင်လာခဲ့ပါတယ်အပြင်ဘက်ကကလေးလေးတွေကတတိသားဖို့အတွက်ပြောလိုက်ပြီးတဲ့နောက်ကြောက်စိမ့်တွေနဲ့ပြင်းနေတဲ့နေရာကြီးကိုအားလုံးအားရောက်သွားခဲ့ကြတယ်ကင်းကတော့ဒါအသိမင်းမျိုးတော့ပဲဆိုတာမားစရာမရှိဘူးလို့ပြောနေပါတယ်တယောက်ယောက်စီမှာဒီဝင်ပေါက်ကိုဖွင့်ဖို့အတွက်အမှတ်တရရှိနေတာလားလို့လည်းတွေးနေပါတယ်အဲလစ်ဘက်ကတော့သူမအမိနဲ့တွေ့ဖို့များလားလို့တွေးနေကဟောကတော့ဒါကငါရဲ့မစားလိုက်ရတဲ့မှတ်တရကျွင်းချန်တွေကြောင့် ို့ပြောနေပါတယ်။ဒီယာနယ်နဲ့မယ်လီယိုရက်စ်တို့ကတော့ငါတို့မသိဘူးလို့ပြောနေကဝင်ပေါက်ပွင့်လာရတာကသူเจ้าဆိုတာကိုတော့ဘန်ကသိနေပါတယ်။အဲဒီနောက်တော့သူရန်ကိုတွေးချင်နေတဲ့အဲလင်းကိုတွေးလိုက်ရပြီးတော့ပြေးသွားလိုက်ကကင်းကလည်းနောက်ကနေလိုက်လာပါတယ်။မယ်လီယိုရက်စ်တို့ကလည်းအနောက်ကနေပဲပြေးလိုက်သွားခဲ့ကြတယ်။ခလေးလေးတွေကတော့မယ်လီယိုရက်စ်တို့တွေပြသွားတာကြောင့်ထူးဆန်းနေခဲ့ပြီးသူတို့ရဲ့နောက်မှာတော့မြင်းမျက်စစ်တီတယောက်ကပေါ်လာခဲ့ပါတယ်။